မြန်မာနိုင်ငံရဲ့လက်နက်ကင်ပြိပိခအများပြားနေတဲ့အနေအထားမှာပါတီစုံစနစ်ဟာအစွန်းတစ်ခုကိုတွန်းပို့နေလားဆိုတာကိုစဉ်းစားဖို့လိုတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN တင်းထဏာကိုပြောပါရတယ်။အဲ့ဒီအပြင်လူမျိုးတစ်မျိုးရဲ့လွတ်လပ်မှုလူမျိုးတစ်မျိုးရဲ့နိုင်ငံအဖြစ်ပြန်လည်ထူထောင်မှုနဲ့အစစ်အစစ်အမှော်မှာကွဲဖို့တွန်းပေးနေလားဆိုတာကိုလည်းစဉ်းစားဖို့လိုတယ်လို့သူကပြောပါရတယ်။ ဲ့လိုမိမိနိုင်ငံရဲ့မိမိလူမျိုးနဲ့ကပြီးတော့ကပြောရနေတာမှာပါတီစုံစနစ်ကြီးအစွန်တစ်ခုကိုများတွန်းပို့နေတာလူမျိုးတစ်မျိုးရဲ့လွတ်လပ်မှုလူမျိုးတစ်မျိုးရဲ့နိုင်ငံအဖြစ်ပြန်လဲတည်ထောင်မှုနဲ့အစိမ့်စိမ့်ပေါ်မှာကိုယ့်အောင်များဖန်တီးဖို့တွန်းပို့နေကြလားဆိုတာကိုစဉ်းစားဖို့လိုတာပေါ့အဲ့လိုကျွန်တော်တို့ဒီကဒီမိုကရေစီရဲ့ဟိုအထွတ်အကြုံမရင်ကျက်ကြပြေးတဲ့အခါမှာလေခင်ဗျာ2000ချစ်ပူစည်းပုံရတက်တဲ့အစိုးရနှစ်ရက်ကိုပဲကြည့်ပြပထမအစိုးရဦးတင်းစင်အစိုးရလက်ထက်ကစာချုပ်စာတမ်းတွေနဲ့ဂတိကဝတ်တွေကို NLD အစိုးရလက်ထက်မှာလိမ့်လာသလားပေါ့ဗျာအပေချပြီးမှမတိမိမြင်လ 老的了，我自己就讲老的了。不，你们怎么弄那把刀？人家有新拿嘛？不，我们阿里卡拉，我们新盖的，啥东西啊？人家那是塑料的嘛？他有，他办的了不？他，他那个国家吧。 အဲ့တော့အဲ့ဒါကြီးကပါတီစုံဒီပုံစံစနစ်မှာမင်းကျက်တဲ့အခါမှာပုဂ္ဂလငါအုပ်ချုပ်မှငါတာလျင်ငါပါတီတာလျင်ဆိုတဲ့ဥစ္စာနဲ့အတိတ်ခံကိုရကြရမရှိအောင်ရှုံးနေပြောတာပေါ့အဲ့တော့ပါတီစုံဒီမိုကရေစီစနစ်ကတော့ဖြင့်အဲတိုင်းနာတွေများတဲ့နေရာမှာလိုအပ်ချက်တခုဖြစ်တာပေါ့အမျိုးသားရေးယူဆကိုအဆုံးတစ်ခုကိုတွန်းပို့နိုင်တာလည်းပဲခုနကပါတီစင်တွေပြအဲ့တော့အချင်းကိုလေးတွေကလိုတာပေါ့ 1962ခုနှစ်ကမြန်မာတပ်မတော်ဟာနိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက်ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်ပြီးမဆာလာပါတီကိုဖွဲ့စည်းကမြန်မာနိုင်ငံကိုတပါတီစနစ်နဲ့1988ခုနှစ်အထိအုပ်ချုပ်ခဲ့ပါတယ်။အဲဒီနောက်ပြည်သူလူထုတရက်လုံးရဲ့ကြီးမားကျယ်ပြန့်တဲ့အုံကြွဆန့်ကျင်မှုပေါ်ပေါက်ခဲ့ရပြီးတမိုင်းဝင်ရှစ်လေးလုံးအရေးကြီးကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒါကြောင့်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်ကြီးလည်းချုပ်ငင်းခဲ့ရပြီး1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာဗိုလ်ချုပ်မှုကြီးစောမောင်ကောင်းဆောင်တဲ့မြန်မာတပ်မတော်ကအာဏာရယူခဲ့ပြီးနိုင်ငံတော်ညီဝင်ပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတကိုဖွဲ့စည်းကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်။ ဲ့ဒီနောက်1999ခုနှစ်မေလ29ရက်နေ့မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ပါတီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ကြရမှာလက်ရှိအချိန်ထိပါတီဇွန်စနစ်ကိုသာကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။လက်ရှိတိုင်းပြည်ရဲ့အခြေအနေတွေဟာပါတီဇွန်ကြောင့်ဖြစ်နေခြင်းတပါတီကြောင့်ဖြစ်နေခြင်းဆိုတာတွေထက်နိုင်ငံရေးအရေးဖြစ်ပေါ်နေတဲ့အရင်းမြစ်တွေကိုတည်တည်ချာချာကုစားနိုင်ဖို့လိုအပ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။အတင်းကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အားရဒီဟာကြောင့်မလို့ပါတီစုံကြောင့်မလို့ပွဲပြဲတဲ့ မျိုးထပ်စားလို့ရှိရင်ကျွန်တော်တို့တကယ်အရင်အမြတ်ပေါ့နော်တကယ်ကျွန်တော်တို့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအရာဖြစ်ပေါ်နေတဲ့အရင်အမြတ်တွေကိုကျွန်တော်တို့ကသိစရာကုစားနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်မှာကျွန်တော်တို့ပါတီစုံဖြစ်မှာပါတီစုံတစ်ခါသွားဘူးလေနောက်ဒီပါတီစုံမဖြစ်နိုင်ဘူးမဟုတ်ဘူးဆိုပြီးတော့မှတပါတီစနစ်နဲ့သွားကြည့်ခဲ့ဘူးပြီးပြီးအဲတပါတီစနစ်ကိုပဲကျွန်တော်တို့ဟိုအဆင်မပြေခဲ့အတွက်ကြောင့်မလို့ဒါဆက်ဆက်ဆက်ရေးတော့ဘုံဆိုတာပေါ့ 枇杷、枇杷，现在内特产啊，是内东西了。好，知道？这弄肉个，你外地的弄到这边来，我说了，内汤牛肉啥东西，干煸嘛，细面的，都都看本地少。东坡多好家门，再那牛肉的阿龙，青青，葫芦这些来来，你爱嘛来，是不嘞？啊，阿弟家家了，我们弄么东西了？外地的弄将弄，到这边来，弄弄，是不嘞？这弄肉，哎，这怎么？是嘛？天生憨憨东西，你那那多能人呐，你，说白了，比嘛蛮好的。 ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုအခိုင်အမာလှုပ်ဆောင်မှာဖြစ်ပြီးကနဂောဆာမလုပ်ဘဲပူးပေါင်းဆောင်ရွက်မှုသာလို့ကြောင်းနာဆကဥက္ခရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ9ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်နာဆကဥက္ခရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။နာဆကနဲ့မြန်မာတပ်မတော်ကိုဖျောက်ချရေးလက်နက်ကင်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တိုင်းဒေသလက်နက်ကင်အဖွဲ့အစည်း EU တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဒီမိုကရေစီအရေးတကြလှုပ်ရှားသူတွေကတော့နတ်ဆက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ထားပါတယ်။